တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဘဝလေးလာပါပြီအားလုံးပဲမင်္ဂလာပါဘဝ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးတော့မှာကတော့ဒါမနေ့ကဒါကျွန်တော်တင်ဆက်ပေးထားတဲ့တိလာရှင်ဝတ်စုံနဲ့ဒါအလှမပြိုင်ပွဲလို့ဒါသိရှိရပါတယ်အဲ့ဒီကိစ္စလေးကိုဒါကျွန်တော်အရင်ဖွင့်ပြလိုက်ပါမယ်ပြီးတော့မှဒါကျွန်တော်ပြောပါမယ် မြန်မာရင်ကျိမှုကိုဟာတာလို့လို့လူပြောများနေတဲ့ထိုင်းအလောက်မဲပြိုင်ပွဲပရိသတ်များအလုံးမဲမင်္ဂလာပါရှင်အိန္ဒိချင်းနိုင်ငံတွေချင်းချင်းရင်ကျိမှုဖလှယ်နေဆိုတော့ကောင်းမွန်တဲ့အလေးအထားတစ်ခုပါဒါပေမဲ့ရင်ကျိမှုဖလှယ်တာနဲ့ရင်ကျိမှုကိုဟာတာလို့ပြီးတော့တယောရာကတော့လုံးဝကွဲပြားခြားနာပါတယ်လက်တော်ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ Miss ACDC 2025 Local Transgender အလောက်မဲပြိုင်ပွဲကြီးကပြင်ပရင်တူရဲ့တင်ဆက်မှုကတော့မြန်မာပရိသတ်တွေရဲ့ဒေါသကိုစွာပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်အဲ့ဒီပြိုင်ပွဲ င်ဟာမြန်မာအလားမဲကောင်းစဉ်နဲ့ရှင်ဆန်ခဲ့တာဖြစ်ပေမယ့်သူ့ရဲ့တင်ဆက်ပုံကမြန်မာရိုးရာအမွေအနှစ်တွေကိုလေးစားမှုအင်းမဲ့လွန်နေပါတယ်ပထမဆုံးအချက်ကတော့သူဝစ်စင်ထားတဲ့မာလီကာတန်ဆောင်မဟာလတာဝစ်စုံပါပဲဒါအရှင်မြန်မာဘရင်တွေမိဘရခောင်ကြီးတွေမှာဝစ်စင်ခွင့်ရှိတဲ့စက်တည်ရေမင်္ဂလာနဲ့ပြည့်စုံတဲ့နန်းစဉ်ဝစ်စုံမှာဒီလိုတန်မိုးကြီးမာတဲ့ဝစ်စုံကိုဝစ်စင်ပြီးတော့တည်တည်ငြိမ်ငြိမ်ရှင်ပြန်ရမယ့်အစားရှုပ်ဖြတ်စင်ပြပုံစံမျိုးတွေလို့ ဟာသားတွေလို့ပြီးတော့ကပြသွားတာကကျမတို့ရဲ့တမိုင်းအမွေနှစ်ကိုလောင်ပြောင်လိုက်တယ်လို့ခန်းဆန်းရစီပါတယ်။ဒီနေရာမှာထပ်ပြီးတော့ဖြစ်ဆက်ပြောချင်တာကမလေးကတန်ဆာဆိုတော့အခုကဖက်ရှင်ဝစ်ဆောင်မဟုတ်ပါဘူး။မြန်မာတမိုင်းမှာအမြင့်မြတ်ဆုံးနဲ့အကုန်အရှိဆုံးအမျိုးသမီးတွေသာဝစ်ဆင်နိုင်တဲ့နိုင်ငံတော်အဆင့်အဆောင်ရောင်တစ်ခုဖြစ်ပါတယ်။ဒါကိုရုပ်ပြစင်ပြဝစ်ဆင်ပြီးတော့ကပြတာကမြန်မာတမိုင်းကိုပါပုတ်ခရာရောက်ပါတယ်။နောက်ပြီးတော့ဒီလရှင်ဝစ်ဆောင်ဆိုတာကလော်ကီအယုံကမကုံတွေကိုစွန့်လွှတ်ထားတယ် ်သူတော်ကောင်းတွေရဲ့တင်ကြီးကြပါဖျားစာဆိုတာစိတ်နှလုံးအေးချမ်းဖို့ရွဖန်ရတာဖြစ်ပြီးအခုလိုပွဲလင်မှာဟာသလုံးစရာမဟုတ်ပါဘူးဒီဖြစ်ရက်ကထိုင်းရောက်မြန်မာတွေရဲ့စိတ်နှလုံးကိုပါထိခိုက်စေတယ်လို့နှစ်နိုင်ငံပြည်သူတွေကြားကချစ်ကြည်ရင်းနှီးမှုကိုပါ အခုအထည်ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ပွဲစီစဉ်သူတွေအနေနဲ့ဒီကိစ္စပေါ်မှာနှုတ်ဆက်မနေဘဲတာဝန်ယူမှုတာဝန်ခံမှုနဲ့ပြင်လဲတောင်းပန်သင့်တယ်လို့ပြည်သူတွေကတောင်းဆိုနေကြတာဖြစ်ပါတယ်။ဒါဒီမကတိပါဘူးပိုးပြီးတော့တီးခင်ရခက်တဲ့အချက်ကဘာသာရေးနဲ့ပတ်သက်တဲ့တင်ဆက်မှုပါ။အဲ့ဒီပြိုင်ပွဲဝင်ကနောက်ထပ်ပုံစံတစ်မျိုးအနေနဲ့မြမရိုးရာသီလရှင်ဝန်ဆောင်ကိုဝစ်ဆင်ပြီးတော့ထွက်လာပါတယ်။နောက်ခံမှာလည်းဘုရားစာယူဖတ်ပူဇော်တဲ့တွင်ဖွင့်ထားပြီးတော့အဲ့ဒီဘုရားစာနဲ့အတူကခုံတယောခဲ့တာကိုတွေ့ရပါတယ်။ဗုဒ္ဓဘာသာဝင်တွေအထူးမြတ် တ္တယာတရဏပါဝင်ဝိသုံနဲ့ဘုရားစာကိုဒီလိုမျိုးဖြောပြေးတသက်ဖြစ်အသုံးချလိုက်တာကတော်တော်လေးလုံလုံပါတယ်ဒီဗီဒီယိုဖိုင်ပြန့်နှံ့သွားပြီးရနောက်မှာမြန်မာပြည်သက်တွေဟောင်းတဟာအမှုပညာမဟုတ်ဘူးစော်ကားမှုတသက်ပဲဆိုပြီးပြင်းပြင်းထန်ထန်တုံ့ပြန်နေကြပါတယ်ဟောတော်လို့ချင်းရဲ့တခြားအရာတွေအများကြီးရှိတယ်လူမျိုးတစ်မျိုးရဲ့တန်ဖိုးထားရာယဉ်ကျေးမှုနဲ့ကိုယ်ခွင့်ရာဘာသာတရားတွေကိုထိပါပြီးမှရလာတဲ့ရေမောတဲ့တွေကအမောင်းတရားကိုဖြစ်စေမှာပါထိုင်းလူမျိုးတွေအနေနဲ့မြမယဉ်ကျေးမှုကို ဒီလိုပုံစံနဲ့မြင်နေကြတာလောကျွန်တော်မဟုတ်ပွဲစီစဉ်သူတွေကပဲစင်ကျင်တော်တရားနေပါတာလားဆိုတာကတော့မိကွန်းထုတ်เสียဖြစ်လာပါတယ်ဘာပဲဖြစ်ဖြစ်ဒီကိစ္စကရိုးရိုးလေးရေးเสียမောเสียလို့သဘောထားပြီးတော့ကြော်သွားလို့ရမယ့်ကိစ္စတော့မဟုတ်ပါဘူးတမိုင်းနဲ့တရဏာကိုထိပါလာရင်တော့ကျမတို့အနေနဲ့လက်မခံနိုင်ကြောင်းပြသဖို့လိုအပ်ပါတယ် ကျေပရဒတ်ကြီးရင်မြမနန်းတွင်ဝဲဆောင်နဲ့တိလန်းရှင်ဝဲဆောင်ကိုဟာသားလုပ်ပြီးတော့ဝိပြသွားတယ်။ဒီလိုရဲ့ပုံမှာဘယ်လိုသဘောထားကြပါသလဲ။ဒါကလွတ်လပ်စွာတင်ပြခွင့်လားကျွန်မမဟုတ်ရည်ရွယ်ချက်ရှိရှိစော်ကားမှုလား။ပရဒတ်ကြီးတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါအခုလိုမျိုးဒါဗုဒ္ဓဘာသာကိုစော်ကားလိုက်တဲ့ပွဲကဆိုတော့ဒါ ACDC လို့ခေါ်ပါတယ်။ ACDC ဆိုတော့ကတော့ဒါသူငယ်နှံပြားကဒါရည်ကြီးမှုတွေကိုဖလှယ်တဲ့အလှမပြိုင်ပွဲလို့လဲသိရှိရပါတယ်ဗျ။ပြီးတော့က ဒါသူတို့ကဒါရေကျဲမှုဖလဲတယ်ဆိုရင်ရေကျဲမှုကိုပဲဖလဲလေဘာဖြစ်လို့ဒါဗုဒ္ဓဘာသာကိုဒါစော်ကားတာလဲဟုတ်လားဒါကျွန်တော်ပြောချင်တာဒါဗုဒ္ဓဘာသာရဲ့မလည်းမဟုတ်ဘူးနော်ဒါအစ္စလာမ်ပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်နော်တခြားဘာသာတွေပဲဖြစ်ဖြစ်ဒါလုံးဝဒါမကိုးကွယ်ခြင်းနေလုံးဝစော်ကားခွင့်လုံးဝမရှိပါဘူးဆိုတဲ့အကြောင်းကိုဒါကျွန်တော်ပြောချင်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုတွေ့ပြီးတဲ့နောက်ပိုင်းမှာဒါကျွန်တော်နည်းနည်းဆက်ပြီးတော့ရှာကြည့်တယ်ပေါ့အဲဆက်ပြီးရှာကြည့်တဲ့အချိန်မှာတို့ကတခြားနိုင်ငံက ရည်ကျေးမှုတွေကိုလည်းတော်တော်လေးကိုလှောင်ပြောင်ထားတာကိုတွေ့ရတယ်ဗျာဒါရည်ကျေးမှုဖလဲနေတယ်လို့ကဒါကျွန်တော်မျိုးလုံးထဲမှာမမြင်ရဘူးဗျာဥပမာအနေနဲ့ပြောရမယ်ဆိုရင်တရုတ်နိုင်ငံရဲ့ပုံစံနဲ့ထွက်လာတဲ့ဟာဆိုရင်ဘာနဲ့ထွက်လာလဲဆိုတော့ပြိသက်ကြီးတို့အားလုံးပဲသိကျင်လဲသိမယ်ပေါ့ဒါမမဟုံနဲ့ထွက်လာခဲ့တယ်အဲ့မမဟုံကဘာလဲဆိုတာကိုသိတဲ့သူတွေကတော့ဒါသိကြပဲဖြစ်ပါတယ်အဲ့တော့ကဒါမမဟုံကဘာလဲပေါ့เนาะဒါရည်ကျေးမှုကြီးလားဒါဟာသားလုပ်တယ်ဆိုတော့ ဟိုဟာသားပြားဆက်တစ်ခုအနေနဲ့ဆိုရင်တော့ဒါကကြည့်ရတာအစင်ပြေတယ်ဆိုပေမဲ့ပေါ့လေဒါနိုင်ငံတွေရဲ့ရည်ကျဲမှုကိုဖလှယ်တယ်ဆိုတော့ပွဲကြီးတစ်ခုမှာတော့ဒါလုံးဝကိုအစင်မပြေဘူးဗျာနော်ပြီးတော့ကဒါကတော့ဒါလေးကတိတ်ပြီးတော့ဟိုအရေးမကြီးတဲ့အတွက်ဒါတိတ်ပြီးတော့ပြောစရာတော့မရှိဘူးပေါ့ဒါပေမဲ့ဒီလိုမျိုးကလည်းဒါမလုံးတယ်ဘူးပြီးတော့ကအခုအကြီးဆုံးဖြစ်သွားတဲ့ကိစ္စတစ်ခုကတော့ဒါနော်မြန်မာနိုင်ငံကဂျော်လကီအလှမယ်ကသီလရှင်ပုံစံနဲ့ဝစ်လာပြီးတော့ဟဲ့လား ပြီးတော့ကသူပထမဝတ်ထားတဲ့ဟာကလည်းတကယ်ကိုမြန်မာနိုင်ငံရဲ့အမြတ်တနိုးထားရတဲ့ဝတ်စုံကိုဝတ်လာခဲ့တယ်ဝတ်လာပြီးတော့အခုလိုမျိုးပဲပေါက်ပန်း40တွေပြောခဲ့တယ်ပေါ့အဲ့ဗီဒီယိုလေးကိုဒါကျွန်တော်အရင်ဖွင့်ပြပေးသွားမယ်ဒါကျွန်တော်ပြောတာဟုတ်လားမဟုတ်လားဆိုတာကိုအရင်ပဲကြည့်ရှုလိုက်ကြပါတော့ชีค่ะอิฉามังมีกระดอค่ะเป็นลูกคือค่ะคุณแม่ประโคนค่ะ ุณพ่อเป็นโรคตายแต่ไปโคพม่าค่ะ สามารถจากดีแดนที่เคยลุกเรือ แต่ว่าต้องลดสลายเพราะการอิฉาลิสยากาแต่ตอนนี้ดิฉันหลักเข้าสู่ทางธรรมค่ะ เวลาพาโลกออกโหนฝากข้อทีนะคะเพราะงานให้ชีวิตนานทุนสมิตจะให้ชีวิตอีกเหรอนมัสการหลวงแม่กับยักไข่ได้ไหมคะ ป้ามีกระดอค่ะ เป็นลูกคืบค่ะ คุณแม่เป็นโคทา คุณพ่อเป็นโรคไตแต่เป็นโคพม่าค่ะ สามารถจากดีแดนที่เคยลุกเรือ แต่ว่าต้องลดสลาย เพราะการอิจฉาลิสยากาแต่ตอนนี้ลิชาหลักเข้าสู่ทางคำค่ะราขาโลกโกรหลฝากข ါဒါကျွန်တော်အရင်ပထမဗီဒီယိုမှာပြောခဲ့သလိုပဲဒီကိစ္စကြီးကလုံးဝကိုစောက်တိမ့်မယ်မရှိဘူးဗျာလုံးဝကိုဒါကြီးကလုံးဝကိုမဖြစ်သင့်ဘူးဗျာဒါကြီးကလုံးဝကိုတတ်တတ်ကိုစော်ကားတယ်ဆိုတာကလုံးဝကိုပေါ်လွင်တယ်ပေါ့အဲ့တော့ဒါကျွန်တော်နောက်တစ်ခုပြောချင်တာကတော့တော့ဟို Miss Grand International တို့ Miss Universe တို့မှာဒါကောင်းကောင်းကြီးကိုနဝက်ကထိုင်းနိုင်ငံရဲ့ဂုဏ်သိက္ခာကိုချခဲ့ပြီးပြီအခုတစ်ခေါက်မှာဆိုရင်လည်းထပ်ပြီးတော့ထိုင်းနိုင်ငံရဲ့ဂုဏ်သိက္ခာကိုထပ်ပြီးတော့ချကြပြန်ပြီပေါ့နော်အဲ့တော့ကဒါထိုင်းနိုင်ငံကတော်တော်လေးကိုတော့ဒါရင်လေးစရာပဲ เนาะပြီးတော့ကဒါအခုဆိုရင်လည်းဒါတောက်လျှောက်ကိုရေရကြီးတယ်ရေရကြီးနေတဲ့ကြားထဲမှာဦးမဒါထပ်ပြီးတော့ဗုဒ္ဓဘာသာကိုကောင်းကောင်းစော်ကားလို့ကောင်းနေသေးတယ်ဆိုတော့ကအဲတော်တော်တော့ကြီးလှပြီပေါ့เนาะပြီးတော့ကလည်းဒါထိုင်းနဲ့အမ်ပြီးတော့ပြိသက်ကြီးတို့အပြီးတော့အခုကြီးရှုနေကြပြိသက်ကြီးတို့ကဒါကြီးဘူးကြသလားတော့မသိဘူးဗျဒါထိုင်းနိုင်ငံကအဲရုပ်ရှင်ကားတွေဒီဗုဒ္ဓဘာသာဖုံးကြီးတွေကိုဟာသလုပ်ပြီးတော့ဗျအခုပုံမှန်ဆိုရင်ဟို ဗာလေချေကနပေးတဲ့ထိုင်းဖုံကြီးဟာတာကတို့အဲအဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေအများကြီးပဲရှိတယ်အဲ့တော့ကတို့တွေကအဲ့လိုမျိုးတွေကိုတောင်မှတို့ကရိုက်ကူးရဲနေဆိုတော့ကတို့ရဲ့ဗုဒ္ဓဘာသာရဲ့သာသနာရေးဝင်ကြီးတွေမှာတို့ရဲ့အတာဝန်ယူထားတဲ့အကြီးအကဲတွေကအာကျွန်တော်ဘာမှပြောတော့ဘူးနော်အဲကျွန်တော်ဘာမှပြောတော့ဘူးပေါ့ကဲအဲ့တော့ကဒီဖြစ်ရက်ကလေးကိုပဲဒါကြည့်ကြရအောင်ဒီဖြစ်ရက်ကလေးပါဆိုရင်တော့ဒါ အားလုံးပဲဘယ်လိုများမြင်ကြသလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်အားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမြေတော့ဒီလေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ